တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025မတ်လ22ရက်နေ့ကနေ31ရက်နေ့အတော်တွင်မှာအပြောင်းလဲတဲ့ဒုတက်မှုတွေရှိတယ်။ရှင်မန်းချက်သစ်တွေကောင်းထဲဖို့အောင်မြင်မှုကို ရရှိနိုင်တယ်။ကိုပိုင်စွန်းစားတဲ့ဘဝတလန်းကို ဖန်တီးနိုင်တဲ့နေထားရှိတယ်။ယမနာလိုသူတွေနဲ့ ထိတ်တိုက်တွေ့မယ်ဆက်ပစ္စည်းလျှက်စပစ္စည်းတွေအပြောင်းရှပစ္စည်းများမယ်ဂျာဝင်တောင်ယူခြင်းအမှခန့်ခြင်းရှောင်ရမယ်ရန်တိုက်ကန်တဲ့ရှင်ပြီးလုခဲ့မှုတွေမှာပေါ်ပေါက်လာတဲ့အခက်အခဲတွေကိုရင်ဆိုင်ဖြစ်ရှင်းပြီးမှ အလိုရာပြည့်စုံမယ်၂၂ရက်နေ့၉စနေနေကောင်းရက်မြတ်ဖြစ်တဲ့အဲ့ဒီနေ့မှာလူရဲကံရည်တွေမှာတော့နှောင့်နှေးမယ်စိတ်ရှိတိခံပြီးလုပ်ရင်ဆင်းပြေမယ်မြင့်မြတ်တဲ့ဒိဋ္ဌံဝိဉ္ဇဉ်ကိစ္စတွေဆောင်ရွက်နိုင်တယ် 23ရက်နေ့အလုံးစုံကောင်းတယ်အကဲခဲတွေကြားတွေထိုးပေါက်ပြီးတိုးတက်သွားမယ်24ရက်နေ့ရပိန်ခွေနေလက်ဝဲပြဲရမယ်ရအစင်ပြေမယ်25ရက်နေ့မှာငွေကြေးကလုပ်ငန်းကစီးပွားကအထူးတိုးတက်တယ်26ရက်နေ့မှာရီမန်းသားဒီတို့ရဲ့အနှစ်သာရကို ရရှိမယ်မိကောင်းဆွေကောင်းထောက်ကူတွေနဲ့ဘဝတိုးတက်မှုကိုရရှိမယ်နေ့တစ်ခုဖြစ်တယ်29ရက်နေ့ အရာရာအောင်မြင်မှုနဲ့တိုးတက်ဖို့ရဲ့နှက်သာရာကိုရတယ်အခက်အခဲကိုဖြေရှင်းနိုင်တယ်28ရဲ့နေ့မှာလူယုံဒုက္ခပေးမယ်လူလိန်ဒုက္ခအနေကျဆက်ရတဲ့တဲ့အတိုက်ခံများမယ်29ရဲ့နေ့အဲ့ဒီနေ့မှာနေချက်တဲ့နေ့ဖြစ်တယ်အသွာလာနေတဲ့ကျဆက်ပါယံပတိဘက်ကကိုရှောင်ပါအခက်အခဲတွေလိုက်လံကူညီပေးလိုက်ပါ30ရဲ့နေ့ကတော့ထူးခြားတဲ့ကံပေါ်ပြီးတော့အစဉ်ပြေလာတယ် အခက်အခဲကြော်လာနိုင်မယ်ငွေကြေးကံကောင်းခြင်းတွေကိုကြုံမယ်အဲ့ဒီနေကကောင်းစီကောင်းဆောင်နေကောင်းရဲ့မြတ်တစ်ခုဖြစ်တယ်အဲ့ဒီနေမှာကောင်းစီကောင်းဆောင်ပြုခြင်းဖြင့်ဘေးရကင်းကြံ့နေကင်းနေရှိတယ်အသွာလာနေထိုင်ကျူးဆက်ရမယ်မြောက်ရောက်တည်သွားစေနေဖြစ်တတ်တယ်အချိန်ကာလအဖြစ်မနေ့စေနေခွဲနဲ့ဆက်နိုင်ကြသွာလာကျူးဆက်မယ်ကြံချိန်ကုန်ကောင်းပါတယ် 30ဒီနေ့မှာကောင်းခြင်းနှမိတ်နဲ့ကြိုးပင်းခြင်းကံတွေကို ရရှိကြိုးပင်းတဲ့နှမိတ်ကိုတွေ့ရပါတယ်။ဒီကာလအတော်တွင်မှာကြာသပတိနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။အင်္ဂါဗုဒ္ဓနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်။အပြာရောက်နေအောင်ချက်သွေးရောက်လို့ကိုသုံးမှာနဘသုံးခုကိုကနန်းနေ့ကိုအကျိုးပေးတဲ့ကနန်းနေ့ဖြစ်သုံးဆွဲနိုင်ပါတယ်။ ကောင်းခြင်းကံကြမ္မာနဲ့အလုံးစုံကောင်းခြင်းနမိတ်တွေကို ရရှိစေရန်အတွက်30ရည်နေ့မှာကောင်းစေကောင်းလျှော်ပြုပါမတ်30ရည်နေ့မှာကောင်းစေကောင်းလျှော်ပြုရင်ထူးခြားစွာ ကံကောင်းတတ်တယ်အလိုဆန္ဒရှိတာအောင်မြင်နိုင်တယ်ဖုံးကံမြင်မနိုင်တယ်တောင်းလက်တွေ့သုံးချဆောင်ရွက်ပါကျေးဇူးတင်ပါတယ်ဟင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်မတ်လ22ရက်နေ့ကနေ30ရက်နေ့အတွင်းကာလမှာအပြောင်းလဲတွေရှိတဲ့ခီးကံကောင်းမဲ့လူမျိုးရဲ့ကြိုးပင်းမဲ့အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကြိုးပင်းပြီးတော့ငွေကြေးကလမ်းကြောင်းနဲ့ဘဝလမ်းကြောင်းတွေပေါ်ထွန်းနေချက်ချင်းဆုံးပြတ်ပြီးရှေ့တိုလိုကန်ကျင်းတို့ရဲ့ကောင်းသောကြိုးစဲနဲ့တိုးတက်မှုကိုကြုံမဲ့ငွေကြေးလှလာပန်းနဲ့စီးပွားရေးရကံ အဖျားပြားကောင်းစွာတိုးတက်ခြင်းတွေရှိမယ်20နှစ်နေမှာရန်တိုက်ခံနေရှင်ပြီးလောက်ရမယ်20နှစ်နေနေကိုးစနေနေဒုနေမြတ်အဲ့တော့မြန်မာလကိုးရနေနေစနေနဲ့တိုက်ဆက်နေနေဖြစ်တော့ထူးခြားတဲ့ဆွမ်းရှိနေတယ်23ရက်နေမှာအကြီးအချင်းတွေပေါ်လွင်ပြီးတော့လုံးသမျှတိုးတက်ခြင်းရဲ့အနှစ်သာရတော့ကြုံမယ်24ရက်နေမှာစမ်းပွင့်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ရှင်ပြိုင်မှုအောင်မြင်မယ် 25ရက်နေ့မှာပေါ်ပေါက်လာတဲ့ကြံ့ကြံ့တွေလက်တွေ့သုံးချနိုင်တယ်ဒီနေ့ဒီရက်တွင်းမှာစိတ်ထဲမှာပေါ်လာတဲ့လက်တွေ့စွမ်းသပ်ပါရှေ့တိုးလို့ပါအောင်မြင်မယ်အရဝေးရကောင်းသတင်းကြုံမယ်26ရက်နေ့မှာသီးသန့်လှူရှားပြီးလုပ်တဲ့လူတွေကထူးထူးခြားခြားအောင်မြင်ပြီးတော့အထွတ်ထိပ်ကိုရောက်မယ်29ရက်နေ့ကရန်အားလုံးကိုကြော်လွှားနိုင်တယ်ခက်ခဲဖြစ်ရှင်းရကောင်းတဲ့ရက်ဖြစ်တယ်28ရက်ခေါင်းမှချင်းတစုထိုးလို့ချင်းကြောင့်ခွေးရင်းတစ်ခုလက်တလုံးကြားဆုံးရှုံးမယ် အတိုက်ခံကြထိုးပေါက်ပြီးတိုးတက်နိုင်တဲ့နေသားရှိတယ်။28ရက်နေ့မှာစိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးမှရာရာဆင်ပြေမယ်။အတိုက်ခံကြမှတိုးတက်မယ်။29ရက်နေ့အဲ့နေ့ဟာနေကြတဲ့နေ့ဖြစ်တယ်။ဘာလို့လို့သတိထားရမလဲ။ဒီအဲ့နေ့မှာမင်္ဂလာယူပြီးလို့တာရှောင်းရမယ်။စတဲ့ခြင်းမှန်သမျှရှောင်းရမယ်။လုံးလက်ဆရှည်တိုးလို့တာတွေတော့ဆောင်းရနိုင်တဲ့နေသားရှိတယ်။ 30ရည်နှစ်မှာမတော်တဆတိကိုင်းမှုအနေနဲ့ကျူးဆဲရမယ်။မြောက်ရကုန်ဒီသားဇာနဲ့ရှိတဲ့တဲ့မနဲ့ကိုနိုင်နဲ့ဆယ်နိုင်ခွဲကြသွားလာကျူးဆဲရမယ်။ကြံချိန်ကလုံးကောင်းတယ်။ငွေကြေးကံလုပ်ငန်းကံနေနဲ့တလန်းနေတနေ့တာဆက်လက်ဆင်ပြေလက်ဖြင့်30နှစ်ကခေါင်းစေးခေါင်းချော်ပြည့်ရင်ပဒံကောင်းတဲ့ရက်ဖြစ်တယ်။30ရည်နှစ်မှာရှင်ပြိုင်မှုမမြအောင်မြင်ခြင်းဘဝတိုးတက်ခြင်းကံမြင်မှခြင်းအလိုဆန္ဒပြည့်စုံခြင်းတွေကိုဖန်တီးနိုင်တယ်။ တပတ်တာကန္နာတွင်ဇာသာပတိပနိဗုဒ္ဓနှင့်စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေတနင်္လာမွေးသူတွေဒုက္ခပေးမယ်ဇန်နေ့မွေးသူတွေကတော့ပုံမှန်လေလတ်အချိုးပေးပါတယ်အရေးကြီးတဲ့ကိစ္စတွေလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာအပြာရောင်မိခိုးရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပါနှစ်ခုကိုကနန်းတွေကိုကျိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွဲနိုင်ပါတယ်ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းရစေရန်တို့ငါ နေနိဗ္ဗာန်မှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာစံသူဒါနပြုခြင်းဆောင်ရွက်ပါကျေးဇူးတင်ပါတယ်ဘုထုနဲ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မတ်ချလ22ရက်နေ့ကနေ31ရက်နေ့အတွင်းတည်ရှိနေတဲ့ကာလဟာကောင်းသောကံတိုးတက်တဲ့အနေအထားတွေရှိတယ်ဖြစ်ခြင်းနဲ့ဆန္ဒလိုခြင်းနဲ့ကိစ္စတွေလက်တွေ့လို့လို့ရတယ် စူပေါလုံငန်းအကျိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ချက်ချင်းဆုံးပြတ်ပြီးရှေတိုးလုံငန်းရင်းတို့ရဲ့ကောင်းသောနှစ်သာရကိုရမယ်မတ်လ20ရက်နေ့အိန္ဒိယမြန်မာလ9ရက်နေ့နဲ့စနေနေ့တိုက်တဲ့9စနေနေ့ရဲ့တကူးကြီးတယ်စွမ်းအားကြီးတယ်အိန္ဒိယမှာကိုစန္ဒရှိတာတွေဒိဋ္ဌန်တွေလုံးလို့အင်မတန်ကောင်းတဲ့နေ့ဖြစ်တယ်23ရက်နေ့ကပြဿနာဟောင်းတွေပြန်ဖြေရှင်းနိုင်တယ်အပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်24ရက်နေ့က မိကောင်းဆွေကောင်းထောက်သူရနေတဲ့စူပါလုပ်ငန်းတွေကျိုးပြနေတဲ့ငွေကြေးအပေးယူတော်သတိထား25ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွေရည်တွေကိုလက်တွေသုံးချပြီးတိုးတက်မယ်အရဝင်းနဲ့ဆက်သွယ်လို့ကောင်းတယ်26ရက်နေ့မှာပြတ်နေတဲ့ဆက်သွယ်နဲ့ပြန်လဲဆက်ဆက်နိုင်တယ်မြေတားရေးကံကောင်းမယ်29ရက်နေ့ကငွေကြေးကံလုပ်ငန်းကံကောင်းတယ်အခက်အခဲဖြေရှင်းနိုင်တယ်28ရက်နေ့ကစိတ်သောကရောက်နေသူတွေကိုလိုက်လံကူညီရတဲ့ငွေကြေးသူတွေကိုလိုက်လံကူညီရတဲ့ကိစ္စတွေကြုံနိုင်တယ် 29ရက်နေ့မှာနေချက်တယ်သိတိထားမယ်အဲ့ဒီနေ့မှာပြဿနာမဖြစ်အောင်နေရမယ်ဖြစ်အင်မတန်ဖြည့်ရှင်းရခက်တတ်တယ်တပတ်သူချက်တဲရှိနေတာလိုက်ကူညီလိုက်ပါ30ရက်နေ့ကတော့ကောင်းစီကောင်းချုပ်ပြုလို့အင်မတန်ချက်စီရှိခြင်းတိုးတက်ခြင်းနဲ့ကံကောင်းခြင်းရှိနိုင်တယ်အဲ့ဒီနေ့မှာပဲမြောင်ရက်ကိုတည်သွားစရာနေဖြစ်တတ်တာသတိထားမယ်မနေ့7နိုင်ခွဲနဲ့7နိုင်ကြာသွားလာကြည့်ဆက်ရမယ် 30ဒီနေ့ကတော့အလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်ခက်ခဲတဲ့ကိစ္စတွေကိုပြေလည်အောင် ဖြစ်ရှိနိုင်ခြင်းကိုချုပ်တွေ့ရမှာဖြစ်ပါတယ်တောက်ကြနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးစုတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့တနင်္လာနေ့မွေးစုများနဲ့ပူပေါင်းပြီးလုပ်တဲ့ကိစ္စတွေကအတိုက်ခံလေးတွေရှိတတ်တယ်သုံးခုကိုကနန်းနေ့အကျိုးပေးတယ် အပြာရောင်ပန်းရောင်နုနေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ပါကောင်းသောကံချမနဲ့တိုးတက်ခြင်းများရစေရန်နေနီးပါးမှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာရေလူတန်းချင်းပြုပါကျေးဇူးတင်ပါတယ်